ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ logic pro မှာတိုင်းမာတွေကိုဘယ်လိုပုံစံမျိုးကျွန်တော်တို့ရေးလို့ရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းလင်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာเนาะ logic pro မှာဒီတိုင်းမာကိုရေးဖို့အတွက်เนาะကျွန်တော်ဒီမှာ io simulator ဆိုတာလေးတော့ဒါကျွန်တော်သုံးစံအတိုင်းပေါ့เนาะဒါလေးတော့တစ်ချက်ခေါ်ထားလိုက်တယ် အဲဒါကတော့ကျွန်တော်ဒီ output တွေထွက်တာတွေပါတွေလည်းမြင်ရတယ်ပေါ့နော်တကယ်လို့အဲ့ဒါမခေါ်ထားလဲရတယ်နော်အဲကျွန်တော်တို့ဒီ cloud တွေထားကျင်လာဖြစ်တဲ့အတွက်နော်ဒါလေးတော့ကျွန်တော်တို့ not ထည့်လိုက်တာပါလေကဲဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်ပထမဆုံးနော်ဒီ timer တစ်ခုစပြီးတော့ရေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မှာတော့ဒီမဲ့ဆိုရင်ကျွန်တော်တို့ကเนาะ အင်းဆုံးဘာတွေလုပ်ရမလဲဆိုလို့ရှိရင်ဒီ input တွေပေးရမယ်ဟုတ်ပြီနော်ပြီးတော့ကျွန်တော်ဒီမှာ timer counter ဆိုတာရှိတယ်နော်ဒါလေးခေါ်လိုက်ပဲဟုတ်အော်ပထမဆုံးကျွန်တော်တို့ပြောမှာ timer က timer on delay ဟုတ်ပြီနော်အ timer on delay ဆိုတော့အတူကောင်းနေတဲ့ဒီမှာ t on ဆိုပြီးတော့ပြတ်ထားတယ်ဆိုတော့ဒီ timer on delay ဆိုရဲနော်ဒီ clock ကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီမှာ t on ဆိုတာအဲဒီမှာတက်လာဟုတ်ပြီနော်အဲဒီကိုသဘောမျိုးလေးဆိုတော့နော် အဲဒီမှာကကျွန်တော်တို့ကဘာလုပ်ရလဲဆိုရင်ဒီမှာ input input တခုစပေးတယ်ဗောနော်ဒီမှာကျွန်တော်ဒီ input ပေးလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကဒီ AFS ဆိုတဲ့နေရာမှာကျွန်တော် output တခုထုတ်ပေးထားတယ်အဲဒီ output ကကျွန်တော် internal memory ထုတ်လို့ရတာမဟုတ်ကျွန်တော် output တခုခုထုတ်လို့ရတယ်သဘောကဒီအောင်ဒီ type မှာမောင်းနေတယ်ဆိုတဲ့သဘောမျိုးလေးပဲဟုတ်ပြီနော်ဆိုတော့ဒီ EN ဆိုတဲ့နေရာလေးပေါ့နော် EN ဆိုတဲ့နေရာလေးကိုကျွန်တော်တို့က output တခုနဲ့ချိန်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်ဒီမှာနော် ်ထောက်ဖို့လေးပြန်သွားမယ်ပြီးပါရင်ကျွန်တော်ဒီမှာ EN ရဲ့အနောက်မှာထားလိုက်မယ်ပြီးတော့ဒီ output ကိုကျွန်တော်ဒီထဲက output address တစ်ခုလည်းချိန်ပေးလိုက်နော်ဒါဆိုရင်ကျွန်တော်ဒါပြီးသွားပြီဆိုတော့ဒီမှာ timer address ကနော်ဆိုတော့ဒီကျွန်တော်ပြောခဲ့တဲ့ဒီ timer ရဲ့ address ဒီမှာနော်ကျွန်တော်အရှိမသင်ခန်းစာလေးမှာကျွန်တော် timer ရဲ့ address ဒီပြောခဲ့တယ်ဆိုတော့ဒီမှာလည်းကျွန်တော်ဒီမှာနော်ဒီလိုမျိုးဒီကနေလည်းကြည့်လို့ရတယ်ဟုတ်ပြီနော်ဆိုတော့ဒါဆိုကြည့်လို့ရတော့ကျွန်တော်ဒီမှာ IO simulator ကိုကျွန်တော်တို့ကနော်ဒီမှာ close ချက်တိတ်လိုက်ဒီမှာဒါလေးပေါ့လားဟုတ်ပြီเนาะဒါကျွန်တော် PSC program နဲ့ကြီးတဲ့ခါမှာလဲเนาะဒီလိုမျိုးအဲဒီလိုမျိုးဒီ instruction box တွေကအပြည့်အစုံရှိနေပြည်တာဟုတ်ပြီเนาะဆိုတော့အဲ့ထဲမှာကျွန်တော်တို့မှာ timer ဆိုတာကိုရွေးလိုက်တယ်ဆိုတော့ timer ကเนาะသူက D4 ပေါ့เนาะ D4 ဆိုတဲ့ဟာနေစတယ်ဟုတ်ပြီเนาะ D4 ဆိုတဲ့ဘောင်းနေစတယ်ဆိုတော့အနောက်က0 1 2 3 4 5ပေါ့เนาะဒါတွေက timer ရဲ့ address တွေဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်တို့က time မှာ T4 เนาะ T4 အနောက်က0ပေါ့เนาะဒါရွေးလဲရတယ်ဟုတ်ပြီเนาะဒါဆိုကျွန်တော်တို့မှာ T4 0เนาะအဲဒါလေးကိုကျွန်တော်ထိပြီးတော့ကဲဒီ time မှာ on ရဲ့ဒီဟာလေးလေးကိုသွားထည့်ပေးလိုက်ဟုတ်ပြီเนาะကျွန်တော်ဒီမှာเนาะဒါလေး Okay ဒါဆိုကျွန်တော်တို့မှာ T4 0ဟုတ်ပြီเนาะအဲဒီမှာဒီလိုမျိုးလေးเนาะဒါလေးဖိဆွဲပေးလိုက် Okay ဒါဆိုကျွန်တော်တို့ဒီ T40 ဆိုတဲ့เนาะဒီ time မှာ0ပေါ့เนาะတကယ်တမ်းကျတော့ဒါ time မှာ0လို့ပဲပြောလို့ရတယ်ဘယ်နော်ဆိုတော့ဒါဒါ time မှာ address ပေးလိုက်တာဖြစ်ပါတယ်အဲနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီမှာ time မှာ base ပေါ့เนาะအဲ့တော့ base ဆိုတာကကျတော့ကျွန်တော်ကဒီ time မှာမောင်းတဲ့အခါမှာဒီ time မှာကိုเนาะအဲဘယ်လောက်နဲ့ကျွန်တော်တို့เนาะညောင်းမလဲပေါ့ဟုတ်ပြီเนาะအဲဘယ်လောက်နဲ့ညောင်းမလဲဒါကတော့ကျွန်တော်တို့ကเนาะဒီဒီ time မှာကျွန်တော်တို့100 millisecond ်ကြာမီလီစက္ကန့်တော့ကျွန်တော်0.1စက္ကန့်နဲ့ညောင်းပါပြီเนาะဒါတော့ကျွန်တော်တို့က0.1ပဲထားလိုက်ပဲဒါတော့မပြောင်းတော့အဲကျွန်တော်က preset ပေါ့เนาะဒါ preset ကျတော့ကျွန်တော်တို့ကဥမာဟိုက100ထည့်မယ်ဆိုရင်ဟိုကဒီ timer ရဲ့ value ကို0.1နဲ့ညောင်းရင်တော့30ရမှာဟုတ်ပြီเนาะဒါဆိုကျွန်တော်တို့ကဒီမှာ preset ကိုဗာထည့်မလဲဆိုရင်100ထည့်အဲတော့100ရဲ့သဘောကဘာလဲကျွန်တော်10စက္ကန့်ဟုတ်ပြီเนาะအဲဒီ attribute CACCU အမြန်မှာဘာမှထည့်စရာမလိုဘူး အဲ့ဒါဘယ်ချိန်မှာပေါ်လာမှာလဲဆိုကျွန်တော်တိုင်မာမောင်းနေစဉ်အချိန်မှာဒီ ACCU ကမြန်မာเนาะဒီတိုင်မာရဲ့ value ဟုတ်ပြီနော်တိုင်မာရဲ့ current value ပေါ့နော်မောင်းနေတဲ့ value တကူပေါ်လာမှာဖြစ်ပါတယ်ဟုတ်ပြီနော် Okay ကဲဒါဆိုရင်ကျွန်တော်တို့เนาะဒီမှာ range တစ်ခုထပ်ခေါ်လိုက်ဟုတ်ပြီနော်အဲ rush ကကြောင့်မခေါ်လဲရရဲ့ဘောနော်ကျွန်တော်ဒီတိုင်းလေးပဲရေးသွားလဲရတယ်ကဲသူ rush တက်လာတယ်ဟုတ်ပြီနော်ဒီ end ကဒီမှာတကြောင်းဆင်းသွားပြီအဲတော့ကျွန်တော်ဒီမှာ input တစ်ခုထပ်ယူလိုက်မယ်ဒီမှာအဲ့တချောင်းဆင်သွားပြီအဲ့တော့ဒီမှာ output တစ်ခုထပ်ယူလိုက်မယ်ဟုတ်ပြီနော်ဆိုတော့ဒါကဘာလဲဆိုတော့ဒီ timer ပဲနော်အဲ့ output ကတော့ကျွန်တော်တို့ဒီအလေးကိုတစ်ချက်ပိတ်ပြီးတော့ဒီမှာ output တစ်ခုထည့်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါမျိုးလေးဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကဒီအခုကျွန်တော်တို့ယူလိုက်တဲ့ T40 timer 0ရဲ့เนาะ ဗဲကွန်ဒီရှင်နဲ့အောက်ကိုထုတ်มาလဲဆိုတော့ DN ကွန်ဒီရှင် DN ဆိုတာကကျွန်တော်တို့ delay ဖြစ်သွားတဲ့အချိန်တတိယပြီပြောမယ်ဆိုရင် on delay ရဲ့သဘောကကျွန်တော်တို့အချိန်တစ်ခုသတ်မှတ်ပြီးတော့ဟာလား10စက္ကန့်ဆို10စက္ကန့်ပြည့်မှထောက်ချင်တာဒီအောက်ကိုခေါ်ပြီးတော့ဒါဆိုကျွန်တော်တို့ဒီ DN ဆိုတဲ့ဟာလေးကိုအဲဒီအနောက်လေးမှာသွားပြီးတော့ slash လေးနဲ့ထားခဲ့ပါဘောပြီးတော့ဒါဆိုကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်ဒီကောက်ကိုနှစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင်သူ့ရဲ့ pointer ကစားထားပြီးတော့ကျွန်တော်တို့ဒီမှာ slash not d and ဆိုပြီးတော့ကျွန်တော်တို့ကရေးမိလိုက်ဟုတ်ပြီเนาะ DA and ဒါဆိုရင်เนาะကျွန်တော်ဒီ time မှာကို test လုပ်လို့ရပြီ send လို့ရပြီဟုတ်ပြီเนาะဆိုတော့အဲဒီမှာတော့ကျွန်တော်တို့ဒီမှာเนาะဒီ latch key bar ကိုကျွန်တော်မလုပ်ထားအောင်မလုပ်ထားတာဖြစ်တဲ့ကျွန်တော်တို့က cloud ကဘာပဲသုံးလဲဆိုတော့ enabling cloud ပဲကျွန်တော် toggle cloud ပဲကျွန်တော်သုံးလိုက်တာဖြစ်ပါဟုတ်ပြီเนาะဒီမှာ toggle change လာတယ်ကဲဒါဆိုကျွန်တော်ဒါလေးကို simulation လေးတစ်ချက်ဆက်ကြည့်အောင် โอเคဒါဆိုဒီမှာ time မှောင်းနေပြီဟုတ်ပြီเนาะဒါဆို10 second အချိန်သူပေါင်းသွားလိမ့်မယ်ဟုတ်ပြီเนาะ10 second ပြည့်တဲ့အချိန်သူမောင်းပြသွားလိမ့်မယ်အဲ့တော့10 second ပြည့်ရင်ဒီ output ထွက်ပြီဟုတ်ပြီเนาะဒါ time မှာမင်းမောင်းနေစင်မှာဒီ output နေရာထွက်နေပြီเนาะ AI မှာ data တော့ output ထွက်โอเคဒါဆို10 second ပြည့်တဲ့နောက်မှာ output ကထွက်လာတာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီ time မှာကျွန်တော်ပြန်ဖြုတ်လိုက်မယ်ဆိုရင်ရှိတဲ့များ EN ကိုမှ DN ကို output တွေပြုတ်သွားမယ်ဆိုတော့ကျွန်တော်ဒါလေးเนาะโอเคဒီလိုမျိုးနေမှာ ပြီနော်ဆိုတော့ဒါ on delay တိုင်မှာကိုအသုံးပြုဖို့ဖြစ်ပါတယ် on delay တိုင်မှာကိုဘယ်လိုကိုအသုံးပြုလို့ရလဲဆိုတာကိုကျွန်တော်အနေနဲ့အဲဒီမှာရှင်းပြခဲ့တာဖြစ်ပါတယ်ပြီနော် Okay ဒါ on delay ပါဟုတ်ပြီဒါဆိုကျွန်တော်တို့နောက်ထပ်တိုင်မှာတစ်မျိုးဆက်သွားပါပြီเนาะအဲကျွန်တော်ဒီပုံမှာပဲဆက်ရေးပြသွားမယ် เนาะကျွန်တော် address တစ်တည်းတော့ကျွန်တော်ထပ်မပေးတော့ပါဘီเนาะဒီနားမှာပဲကျွန်တော်ဒီဒီဟာလေးပဲချိန်ချင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုက off delay ပေါ့เนาะဒါဆိုကျွန်တော်တို့ကဒီမှာ t off ဆိုတော့ t off လုပ်ဖို့အတွက်ဒီ t on ကို cut ထုတ်မယ်ကျွန်တော်ဒီမှာ t off ကိုဆက်လုပ်လိုက်ပါဘီเนาะဒါဆိုဒီကောင်ကဒီအရှိကိုရောက်သွားတယ်ဆိုတော့သူ့ကိုဒီ enable back ကိုပြန်ပို့ပေးလိုက်ဟုတ်เนาะအဲ့တော့ t off ဆိုတော့ t off ကိုကျွန်တော်တို့က address တစ်ခုပေးပြီเนาะ address တစ်ခုပေးပြီအဲ့တော့ကျွန်တော်ဒီမှာ timer ကိုပြန်သွားမယ် ကျွန်တော်ဒီ T41 ပေါ့နော်ဒါလေးဟာဒါလေး okay ဒါဆိုကျွန်တော် T41 ဒါဆို timer 1ပေါ့နော်အဲ့တော့ address ကတော့ကျွန်တော်ကြိုက်တာပေးလို့ရပြီနော်အဲ့ဒါ address ကတော့ကျွန်တော်တို့ကပြန်တာပေးလို့ရတယ်ဆိုတော့ off delay block ကိုကျွန်တော်တို့သုံးမှတ်ဖြစ်တဲ့အတွက်ဆိုတော့ off delay ကဲဆိုအလုပ်လုပ်ပေါ့ပြီနော်အဲ့တော့ off delay ကဲဆိုဘယ်လိုအလုပ်လုပ်မလဲဆိုတော့ကျွန်တော်တို့ဒါတာနော်အဲဆက်ကြည့်အောင်အဲ့တော့ကျွန်တော်ထုံးတိုင်းပဲ preset value ကတော့ကျွန်တော်100ဆိုပြီးတော့ပေးကြည့်ပေါ့ပြီနော် availability ကိုကျွန်တော်တို့ value မပေးပါဘူးဟုတ်ပြီနော်ပေးပါဘူးခဲတော့ကျွန်တော်ဒီညလေးမှာဒါလေးတစ်ချက်ပြင်မယ်ဘယ်နော်အဲ့တော့ဒါကျွန်တော်ဒီမှာ0ဖြစ်နေတယ်ဆိုတော့ဒါပြန်ပြောင်းလိုက်မယ်နော်1အဲ့တော့ဘယ်အားနဲ့ပဲလို့မှာလဲဆိုတော့ dn နဲ့ပဲလို့ဒါကြောင့်မို့ကျွန်တော်တို့က slash dn ဆိုပြီးတော့လာဘယ်နော် okay ဒီလိုမျိုးနေခဲထားပါမယ်နော်အဲ့အဲ့ဒါကိုကျွန်တော်တို့ဒီမှာတစ်ချက်လောက်နော်စမ်းကြည့်အောင်ဟုတ်ပြီနော် တော့ကျွန်တော်ဒီမှာ download လုပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ online run လုပ်ပါမယ်နော်ကဲဒါဆိုရင်ကျွန်တော်ဒီမှာ on ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ on တဲ့အခါမှာကျွန်တော်တို့ကဒီမှာမဖြစ်လဲဆိုတော့နော် output ဒီအကုန်လုံးဖွက်လာဟုတ်ပြီနော်အဲ့တော့တွားပါလဲဆိုတော့ time out ကျွန်တော်တို့ကအပေါက်ပါပေးလိုက်တဲ့သဘောအခုဒီအနေထားကကျွန်တော်တို့က off ကလေးမှာ time out ကိုပေါက်ပါပေးလိုက်တယ်ပေးလိုက်တော့သူကဒီ en ကို dn ကိုနှစ်ခုလုံးက output ထွက်နေတယ် ဟုတ်ပြီနော် okay အဲ့တော့အဲ့ဒီအမှကျွန်တော်တို့ကပေါဝါကိုဖြုတ်ချလိုက်ပါ okay ကျွန်တော်တို့ကပေါဝါကိုဖြုတ်လိုက်ပါဟုတ်ပြီနော်အဲ့တော့ပေါဝါဖြုတ်ပြီဆိုရင် EN လည်းပြုတ်တယ် DN ကတော့ on နေတယ်ဒီ output ကထွက်နေတယ်အဲ့ဒီမှာ timer မောင်းနေတယ်ဟုတ်ပြီနော် timer မောင်းနေတယ် timer မောင်းနေတယ် okay အဲဟုတ်ပြီနော် timer ပြင်ဒီ output ကိုပြန်ဖြုတ်ဆိုတော့သူကကြတော့ဘယ်လိုပုံစံမျိုးအနေထားမှာသုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ output တစ်ခုကိုเนาะ ပြန် off လုပ်တဲ့အခါမျိုးမှာတုံးပြရဟုတ်နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က EN နဲ့ DN ရဲ့အနေထားပေါ့နော်တကယ်လို့ကျွန်တော်တို့က EN ကိုနော်အဲဒီလိုမျိုးပုံစံမျိုးအနေနဲ့ယူသုံးမယ်ဆိုရင်လည်းရတယ်ဒါဆိုရင် EN ကဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့က on delay လို့သဘောမျိုးနဲ့အလုပ်လုပ်ဟုတ်ပြီနော် EN က on delay လို့သဘောမျိုးနဲ့အလုပ်လုပ်ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြပါမယ်အခုကျွန်တော်တို့ကနော်ဒီမှာ normally open တစ်ခုလောက်ကျွန်တော်တို့ ြန်ခေါ်လိုက်ဟုတ်ပြီနော်ဒါကျွန်တော် EN ရဲ့အတော့ဝင်ပုံလေးကိုကျွန်တော်ဒီမှာဆက်ပြကြရအောင်နော် Okay ဆိုတော့ကျွန်တော်တို့ဒီလိုလေးအဲသွား DN ကဒါ DN ကသွားစီ DN ဖြစ်ပါတော့နော်ဒါကျွန်တော်ဒီမှာ EN ဆိုပြီးတော့ကျွန်တော်ဒါရှိမယ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ output တစ်ခုထုတ်ပေးလိုက်နော်ဆိုတော့ဒီ output ကဒီ output ဒါလေးနော်အဲ့ကြောအစလိုက်ပဲထုတ်ပါလိုက်ဟုတ်ပြီဒါဆိုကျွန်တော်တို့ EN လည်းထည့်ပြီးတော့ကျွန်တော်တစ်ချက်လောက်စမ်းကြည့်ဟုတ်ပြီနော် တော့ဒီမှာဆိုရင်ဒါ output တွေအားလုံးဖတ်သွားဒါတော့ time out ကို power ပေးတဲ့အနေထားဟုတ်ပြီနော်အဲ့တော့ power ပေးရင်လည်းကျွန်တော်တို့ဖြုတ်လိုက် okay ဒါတော့ time out ဆက်ပြီးတော့မောင်းပြီဒါပေမဲ့ကဘာတော့မပြုတ်ပဲဘာတော့ jam ခဲ့လဲဆိုတော့နော်အဲ့ဒီ DNS ချိန်ထားတဲ့ကောင်က output က latch ဖြစ် jam ခဲ့တယ်အဲ့တော့ဒီကောင်ဘယ်ချိန်ပြုတ်မလဲဆိုရင်နော်ဒီ time မှာပြည့်ရင်ပြုတ်အဲ့ဗျာဒီတိုင်းမှာပြည့်ရင်ပြုတ်ဒါပေမဲ့ဒီတိုင်းမှာပြည့်ရင်ပြုတ်ပြီမဲ့ကျွန်တော်ဒီ EN ဆိုတဲ့ကောင်ကကြာတော့လေဘာဖြစ်လဲဆိုတော့ ပါဝါပြန်မလာဘူးပါဝါပြန်မဝင်လာဘူးဆိုလိုချင်တာကကျွန်တော်တို့ကဒီမှာเนาะဒီသူ့ရဲ့ပါဝါအပိတိုင်ကျွန်တော်တို့ကဖြုတ်သိမ်းလိုက်တာတတိယပြောမယ်ဆိုဒီတိုင်မှာလည်းမှာပါဝါအောင်းနေအဲ့တော့ကျွန်တော်ဒီမှာအီးရန်လို့ကျွန်တော်ဒီမှာထုတ်ထားလဲဒီ output ကထွက်နေမှာမဟုတ်ဘူးဟုတ်ပြီနော်ဒီ output ကထွက်နေမှာမဟုတ်ဘူးအဲ့ကျွန်တော်ဒီမှာ online လို့ဒီမှာ EN နဲ့ချိန်ထားတဲ့ကောင်ပါပဲဒီမှာ output တွေကလာနေမှာဟုတ်ပြီနော်အဲ့ကျွန်တော်ဒါကိုပြန်ဖြုတ်လိုက်တယ်ဖြုတ်လိုက်တဲ့အချိန်မှသူကအလုံးလုံးဟုတ်ပြီနော် ဆိုတော့ဒါကျွန်တော်တို့မှာ EN ဆိုပြီးတော့ဆက်ထုတ်ထားလဲကျွန်တော်ဒီကောင်ကအလုတ်လုတ်နေစရာအကြောင်းမရှိဘူးเนาะဆိုတော့အဓိကကတော့ကျွန်တော်တို့ကဒီ DN နဲ့ပဲ output ကိုထုတ်သွားတာเนาะဆိုတော့ဒီ output ကိုကျွန်တော်တို့က off တဲ့အခြေအနေဒီ output က off သွားတဲ့အခြေအနေနဲ့မှာသူကအလုတ်လုတ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီเนาะဒါကျွန်တော် EN ကတော့အဲ sample လေးအနေနဲ့ထုတ်ပြလိုက်တာပေါ့เนาะတကယ်တော့ EN ကိုကျွန်တော်တို့ကဒီမှာเนาะသုံးဖို့ဆိုရင်အဆင်မပြေနိုင်ဟုတ်ပြီเนาะ အဲတခုတော့ရတာပေါ့နော်ကျွန်တော်ဒီမှာ normally close အနေနဲ့ထားပြီးတော့သုံးမဆွဲသုံးလို့တော့ရတယ်ဟုတ်ပြီနော်ဒါကတော့ပုံစံတစ်မျိုးပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒါ off delete time အကြောင်းကိုကျွန်တော်ဒီမှာရှင်းပြခဲ့တာဖြစ်ပါတယ်ဟုတ်ပြီနော် okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့နောက်ထပ် time တစ်ခုဆက်ကြည့်ရအောင်ဟုတ်ပြီနော် already off delete ဖြတ်လိုက်မယ်ကျွန်တော်နောက်ထပ် time တစ်ခုပေါ့နော်အော်ဒီမှာ time မှာ rto ပေါ့ ပြီးတော့ RTO အရှိကောက်ကပါလဲဆိုတော့ retentive time မှာ on delay လို့ခေါ်ပါတယ်နော်ဆိုတော့ဒါလေးကျွန်တော်ခေါ်လိုက်မယ်အဲထုံးစံတိုင်းပဲသူကအရှိကိုရောက်သွားတယ်ဆိုတော့ဒီကောက်တော့နောက်ပြန်ပို့ပေးလဲဟုတ်ပြီနော်ဆိုတော့သူ့လည်းကျွန်တော်တို့က address တစ်ခုပေးမယ်နော်တကယ်တော့ address ကတူတူပဲเนาะကျွန်တော်တခုတည်းပေးလိုက်ရတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်เนาะပေးချင်တာတခုเนาะကိုကြိုက်တာကိုခုပါဦးပေးလိုက်တာဟုတ်ပြီเนาะဒါလေးကျွန်တော်ပေးလိုက်တာเนาะဒါကျွန်တော်3ဆိုပြီးပေးလိုက်တာအဲ့တော့3ဆိုသူ့ပေးရင်ကျွန်တော်ဒီ DN ကလည်း3ဖြစ်ရ ခပြီနော်အဲ့တော့ DN က3မဟုတ်သေးတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်က 3TN ဆိုပြီးတော့ကျွန်တော်ဒီမှာပေးလိုက်ခပြီနော် Okay ဆိုတော့ဒါပဲနော်အပေါ်ကလည်းဒါပဲဒီမှာဒါမျိုးတွေခပြီနော် Okay အဲ့တော့ retentive time ပါပေါ့နော် retentive time မှာတော့ကျွန်တော်ဒီမှာ preset value တစ်ခုပေးလိုက်ခပြီနော်ကျွန်တော်ဒီမှာ1 5 3ဆိုပြီးပေးလိုက်အဲ့တော့ကျွန်တော်တို့0.1နဲ့မြောက်လို့ဆိုရင်15စက္ကန့်ပေါ့နော်။ Okay. Okay ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့ return time အောင်ချက်လောက်ဆက်သက်ကြည့်အောင်။ နော်တကယ်တော့ကျွန်တော်တို့က download online လုပ်မှာပေါ့နော် online download လုပ်ရတယ်နော်ဒါကတော့ PC မပါပဲဆိုတော့ကျွန်တော်လုပ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာနော် RAM ဖြစ်သွားပြီ okay ဟုတ်ပြီနော်အဲ့တော့အခု power page ချင်မှာတော့မောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကသူ့ကို power ပြန်ဖြုတ်လိုက်တယ်ဖြုတ်လိုက်တဲ့အချိန်မှာသူကဒီမှာနော် ီ accumulated value က28ဖြစ်ပြီးကျန်ခဲ့တယ်ပြောချင်တာကတော့ time of value က holding and lashing ဖြစ်နေတယ်ဟာပြီးတော့ time of tempo ဒီเนาะလုံးဝ reset ကျသွားတာမျိုးမရှိဘူးဟာပြီးတော့ဆိုတော့ကျွန်တော်တို့ဒီအရှင်းမာတော့က time တွေကအဲ့လိုမဟုတ်ဘူးဟာပြီးတော့အဲ့တော့ကျွန်တော်ဒီမှာတနူနာလေးတစ်ခုတော့ထပ်ပြမယ်เนาะဟာဒီမှာနမူနာလေးတစ်ခုတော့ပြပါမယ်နော်ကျွန်တော်ဒီမှာ timer on တစ်ခုထပ်ခေါ်ပြပါမယ်နော် timer on ဆိုတော့ကျွန်တော်တို့ဒီ address ကိုပဲပြန်တော့နော်ဒီ address ကိုပဲပြန်တော့ address ကဒါပဲ address ကဒါပဲဒါပေမဲ့ကျွန်တော်တို့တကယ်တော့မှာ time on ဟုတ်ပြီနော်ဒီမှာ t on okay နော် t on ကိုတုံးလိုက်ဟုတ်ပြီဒါဆိုရင်တစ်ချက်ကြည့်အောင်နော် ဆိုတော့ကျွန်တော်အဓိကဒီတိုင်မှာမောင်းပြချင်တာဒီတိုင်မှာအရှိမှကျွန်တော်ပြောပြီးပြီဆိုတော့ဒီတိုင်မှာကျွန်တော်အဓိကမှာမောင်းပြချင်တာဟုတ်ပြီနော်ကျွန်တော်အဓိကပြချင်တာက value ပဲဟုတ်ပြီနော် value ကြံခဲ့ခြင်းမကြံခဲ့ခြင်းကိုကျွန်တော်ဒီမှာပြသွားပါအဲ့တော့ကျွန်တော်ကဒီမှာ not ဒီတိုင်မှာကို address တစ်ခုပေးလိုက်မယ်ပြီးတော့ကျွန်တော် preserve value ကိုအပေါ်အတိုင်းပဲကျွန်တော်150လို့ပေးလိုက်ဟုတ်ပြီနော်အဲ့ကျွန်တော်နှစ်ခုမတူဘူးဆိုတာကိုရှင်းပြတာပေါ့နော် okay ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ simulation ကို reset ပြန်လုပ်လိုက်ဟုတ်ပြီနော် reset ပြန်လုပ်လိုက် okay value တွေအားလုံးကို reset ပြန်လုပ်လိုက် value အားလုံး reset ပြန်လုပ်လိုက်အဲ့တော့ဒီမှာတော့ तू ကြံခဲ့တာပေါ့နော်အဲ့တော့ကြံခဲ့တော့သူ့ကိုဟိုပါ reset နော်အဲ့မှာ my reset timer and counter ဟုတ်ပြီနော်ဒါကျွန်တော် timer and counter reset တာလည်း तू ကြံခဲ့တာဟုတ်ပြီနော် okay အဲ့တော့ နော်ဒါဆိုတော့မရှိတော့ဘူးနော်ဒါ0ပြန်ဖြစ်သွားအားလုံးနော် clear ပြန်လုပ်လိုက်တော့ဘောနော်ကျွန်တော်ဒီမှာ clear ပြန်လုပ်လိုက်โอเคကဲဒါဆိုရင်ကျွန်တော်တို့ address တော့ to လို့မရအောင်ဘောနော် address to to တော့သွားပေးလို့မရအောင်နော်အဲ့ဒါတော့ delete ထားပါကဲဒါဆိုရင်ကျွန်တော်တို့ကနော် online လုပ်ပြီးတော့ကျွန်တော်တို့ဒီမှာ run လုပ်ပြီးတော့ okay online မယ်ဟုတ်ပြီနော်ဒါဆိုအတူတူပဲအချိန်ကတော့ကျွန်တော် cloud တစ်ခုတည်းဖြစ်တဲ့အတွက်အတူတူပဲဒါပေမဲ့ကျွန်တော်ပြန်ဖြုတ်လိုက်ပြီ okay ဟုတ်ပြီနော် timer on the 0ဖြစ်သွားတယ်တွေ့ပါတယ်နော်ဒီမှာ timer on the 0ပါ accumulative ကကျွန်တော်ပြန်ဖြုတ်လိုက်တဲ့အချိန်မှာ35နော်35ဆိုတော့ကျွန်တော်တို့က0.1နဲ့မြောက်ရင်3.5 second ပေါ့နော်အဲ့တော့3.5 second မှာသူရက်နေတယ်သူကတော့0ပြန်ဖြစ်သွားတယ်ဟုတ်ပြီနော်ဆိုတော့သူကဘာလို့လို့ရလဲဆိုတော့ကျွန်တော်တို့က power ပြန်ဖြုတ်လိုက်လို့ရှိရင် timer ရဲ့ value ကဘာဖြစ်ပြီးကျန်ခဲ့ရလဲဆိုတော့နော်သူက timer ရဲ့ value က နော်0ပြန်ဖြစ်ပဲနဲ့သူ့ရဲ့လက်ရှိရောက်နေတဲ့နေရာမှာညက်နေတာဟုတ်ပြီနော်ဒါ accumulative ရဲ့သဘောမျိုးဟုတ်ပြီနော် retentive ရဲ့သဘောမျိုးပေါ့နော် retentive accumulative ပေါ့နော်အဲ့လိုလဲခေါ်ကြတာ okay အဲ့တော့ဟိုမှာတော့သူဆက်သွားမယ်သူကတော့အစအပြင်ရောက်သွားဟုတ်ပြီနော် okay ဒါမျိုးလေးနော်အဲ့တော့ဒီမှာပြိလိုက်တယ်သူကအဆောက်ဘင်းရောက်သွားတယ်ဟိုကတော့เนาะသူရောက်တဲ့နေရာနဲ့ဆက်သွားဟုတ်ပြီနော်ဒါသူတို့ကခုမတူးဆိုတာကိုကျွန်တော် ရကြတယ်နော်လုံးလုံးမတူပါဘူးဟုတ်ပြီနော် okay ဒါတော့သွားတော့ accumulate uh, retentive ကတော့သွားတော့ on delay ပဲဆိုတော့ on မှာတဲ့အချိန်မှာ retentive delay ဖြစ်သွားတယ်ဟုတ်ပြီနော် okay ကျဲတော့ကျွန်တော်ဒီနေ့နော်အရှင်းပြခဲ့တဲ့ဒီ tutorial ဒီမှာနော်ဒီ logic group မှာကျွန်တော်တို့ timer ကြီးရှိတယ် timer နဲ့ပတ်သက်တဲ့နော် program တွေကိုကျွန်တော်တို့ရေးဆွဲတဲ့အခါမှာအသုံးပြမယ့်ဒီ timer ရဲ့ tool တွေကိုနော်ကျွန်တော်ဘယ်လိုပုံစံမျိုး ် preset value တွေပေးရမယ် address တွေဘယ်လိုပေးရမယ်ပြီးရင်ကျွန်တော်တို့ကအဲ့ဒီရဲ့เนาะဒီသူရဲ့เนาะဒီ delay တွေကို output တွေနဲ့ဘယ်လိုကြိုးချိတ်ဆက်အောင်လဲဆိုတော့ကျွန်တော်အနေနဲ့အသေးစိတ်အရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်အမျိုးအစားလိုက်တစ်ခုချင်းစီပေါ့နော်အသေးစိတ်ရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီရုပ်ဆုံးတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ